ဒီဝန်ကြီးဌာနအဆင့်တွေပြောင်းစုအဆင့်ရှိတဲ့ဝန်ကြီးဌာနတွေကိုကျွန်တော်တို့ဒီရကွန်ပဏီမှာဖိတ်ခေါ်ပြီးတော့ဒီတိုင်းညစာတွေကိုရှင်းလင်းပေးဖို့အဖြစ်ရှာပြီးတော့ပူးပေါင်းဆောင်ရွက်သွားရမယ်တာဝန်ရအဓိကကျဒုတိယအကြိမ်ပြည်သူ့လွတ်တော်အစည်းအဝေး73ရက်မြောက်နေ့မှာစီးပွားရေးနဲ့ဗန္ဒာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်နတ်တလင်းမဲဆန္ဒနယ်ကဥက္ကင်အေးအတွင်းရေးမှုအဖြစ်ဝမ်ဒင်းမဲဆန္ဒနယ်ကဥက္ကင်မောင်ဆိုးပြည်သူ့ရေးရစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် ရေးမဲဆန္ဒနယ်ကဒေါက်တာအောင်ထွန်းခိုင်ခေါ်ဦးချိန်ဝင်းအတွင်ရမှုအဖြစ် ဖားကံမဲဆန္ဒနယ်ကဥတင်ဆိုးနဲ့နိုင်ငံသားများ၏မူလအခွင့်ရေးဆိုင်ရာ ကောမဒီဥက္ကဋ္ဌအဖြစ်ညောင်ဦးမဲဆန္ဒနယ်ကဦးစောအတွင်ရမှုအဖြစ်ဒီပဲရင်မဲဆန္ဒနယ်ကဦးဝင်းမြင့်အောင်တို့ကိုအတည်ပြုဖွဲ့စည်းပေးခဲ့ပါတယ်ပြည်သူ့ရေးရစီမံခန့်ဝဲမှုကောမဒီဝဲဦးလွင်ကိုလက်ကလက်ရှိကောမဒီရဲ့လုပ်ငန်းတာဝန်တွေကိုအခုလိုပဲပြောပြခဲ့ပါတယ် အဓိကကော်မတီရဲ့လုပ်ငန်းတာဝန်တွေကတော့ဒီပြည်သူ့ရွာစင်နာခံရမှုနဲ့ပတ်သက်တဲ့ဥပဒေတွေနည်းဥပဒေတွေအဲဒီဥစားတွေပြန်လဲတုံ့တက်ဖို့လုပ်မယ်။အဲ့တော့ဒီပြန်လဲတုံ့တက်ပြီးတော့ပြင်ဆင်စရာရှိတဲ့ဥပဒေတွေနည်းဥပဒေတွေတွေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီဥစားတွေကိုတော်တော်မှတင်ပြပြီးတော့ပြင်လဲပြင်ထိုက်တဲ့ကိစ္စတွေပြင်သွားမယ်။အထူးသဖြင့်တော့အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကပိုပြီးများနေမယ်။ဒီပြည်သူ့ရွာကော်မတီစီကိုရောက်လာတဲ့အတိုင်ကြားစာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ဖြေရှင်းပေးရမယ်။ ဒီလိုဖြစ်ရှင်းတဲ့အခါမှာလည်းပဲလူထုစီကတက်လာတဲ့တိုင်ကြားစာတွေအကုန်လုံးကိုကျွန်တော်တို့ယူယူပြီးလို့ရှိရင်ဒီတိုင်ကြားစာနဲ့ဆက်လင်းတဲ့ဒီဝန်ကြီးဌာနအဆင့်တွေပြောင်စုအဆင့်ရှိတဲ့ဝန်ကြီးဌာနတွေကိုကျွန်တော်တို့ဒီရကွန်ပဏီမှာဖိတ်ခေါ်ပြီးတော့ဒီတိုင်ကြားစာတွေကိုရှင်းလင်းပေးဖို့အဖြစ်ရှာပြီးတော့ပူးပေါင်းဆောင်ရွက်သွားရမယ်တာဝန်ရအဓိကကြပြည်သူရေးရစီမံခန့်ခွဲမှုကော်မတီဟာပြည်သူတွေရဲ့နေ့စဉ်ဘဝနဲ့စီးပွားရေးလူမှုရေးမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုအုတ်ချုပ်ရေးပိုင်းတွင်နဲ့ညှိနှိုင်းပြီးတော့ ပြည်သူအားကိုးလို့တဲ့ကောမဒီတစ်ခုဖြစ်လာအောင်လှုပ်ဆောင်သွားမယ်လို့ဥလွင်ကိုလက်ကကတိပေးခဲ့ပါတယ်။နိုင်ငံသားတွေရဲ့အခွင့်အရေးတွေဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ဆိုရင်ပြည်သူလူထုနဲ့မီဒီယာတွေမှာပါတာဝန်ရှိတယ်လို့နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကောမဒီဥက္ကဋ္ဌဦးစောကဆိုပါတယ်။နိုင်ငံသားတွေရဲ့အခွင့်အရေးအော်ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်တရားကိုပြည်သူပြည်သားတွေကိုအခုလိုညီလေးတို့မီဒီယာတွေကိုဝိုင်းပြီးတော့ ထုတ်ကြမယ်ဆိုရင်ဒါကကျွန်တော်တို့သွားခြင်းနဲ့ဂျီမူစီလမ်းကြောင်းတိဆောက်ခြင်းနဲ့နိုင်ငံတော်ဖြစ်ခြင်းနဲ့ပွင့်ပြုတုတ်တယ်မှုဒီပြည်သူရဲ့ level ပေါ့နော်အကုန်လုံးကိုယ်စားလှယ်ရဲ့ level တုတ်တယ်မှုဓာတ်ရီပေါ်မူတည်ပြီးတော့ဖြစ်သွားလိမ့်မယ်ထင်ပါတယ်